အားလုံးမင်္ဂလာပါကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေကျွန်တော်နဲ့တူဒီနေရာမှာမိတ်ဆွေတန်ဖိုးရှိတဲ့အချိန်ကိုကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်เนาะအချိန်ယူပေးတဲ့အချိန်အတွက်ဖျားသခင်ပြန်ပြီးတော့ကောင်းချီးပေးပါစေလို့ပြောပြချင်တယ်เนาะဆိုတော့ဒီကနေ့ကျွန်တော်မိဒီယာမှာရှိတဲ့အရန်ချောတဲ့မိတ်ဆွေကိုကျွန်တော်ပါအကြောင်းနဲ့ပတ်သက်ပြီးပြောပြချင်လဲဆိုတော့ယေရှုခရစ်တော်အဖေကျွန်တော်တို့ကိုပေးထားတဲ့ကျမ်းမာခြင်းတွေကိုယန္တူကမခူးရစေနဲ့ နော် don't let your enemy steal your healing နော်အဲ့ဒီအကြောင်းအရာကိုကျွန်တော်ပြောပြချင်တယ်နော်နှုတ်ကပတ်တော်လေးတစ်ခုနဲ့ရင်သွားရအောင်နော်အာရှင်ယောဟန်ခရစ်ဝင်ခန်းကြီးအာ EPORS အခန်းကြီး၄မှာပါလဲဆိုယုံကြည်သောအားဖြင့်ဂျေဆုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုယ်လိုလျောက်ရောက်သည်မဟုတ်ဖျားသခင်တနာတော်မူရာဖြစ်တည်းနော်ဆိုတော့ဒီအကြောင်းအရာလေးနဲ့ဆိုတော့ကျွန်တော်တို့တက်တာထဲမှာယေရှုခရစ်တော်ကကားတိုက်ပေါ်မှာ နော်လူသားအားလုံးအတွက်တေခံပေးတာဖြစ်တယ်နော်ဟိုလူမျိုးဒီလူမျိုးကွက်ကြကွက်ကြတေခံပေးတာမဟုတ်ဟိုအရှိလေပိုင်းဒေသလူတွေတော့ပဲအတေခံပေးတာပေါ့တလောကလုံးအတွက်ယေရှုခရစ်တော်ဖခင်ကအတေခံပေးတာဖြစ်တယ်နော်အတေခံပေးတဲ့ခါမှာတလောကလုံးကနော်ဟိုယုံကြည်ခြင်းအဖြစ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းတော့ကယ်တင်ခြင်းဆိုတာကကျွန်တော်တရားဟောရာကျမ်း28ကိုဖတ်ကြည့်လို့ရှိရင်နော်ဒီခန္ဓာကိုယ်ဝိဒီအပေငရဲကနေကောင်းကင်သွားတာတစ်ခုထက်ပဲအဲ့ဒီတစ်ခုထက်ပဲ ို့ပါတယ်เนาะကျွန်တော်ငရဲကနေကောင်းကင်ရောက်တာတခုတည်းမဟုတ်ဘူးအများကြီးเนาะအာဒမ်လုတ်ပေးတဲ့မကောင်းတဲ့အရာတွေအားလုံးထဲကနေကျွန်တော်တို့ကိုရွေးနှုတ်ပြီးတော့ပါလေဖျားသားအနေနဲ့ကျွန်တော်တို့ကိုထားတာဖြစ်တယ်เนาะ so အဲ့ဒီနေမှာချမ်းသာခြင်းနဲ့ပါတယ်ချမ်းသာခြင်းကြွယ်ဝချင်းเนาะစိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေလည်းအကုန်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်အဓိက focus လုပ်ချင်တာကျွန်တော်ချမ်းသာခြင်းဖြစ်တယ်เนาะဆိုတော့ယေရှုခရစ်တော်ကကားတိုင်းပေါ်မှာ လူသားအားလုံးအတွက်အပြစ်အားလုံးအတွက်အကျွေးတရားအားလုံးဆက်ပေးတဲ့ခါမှာနော်ဆက်ပေးပြီးတဲ့ခါမှာလူအားလုံးကကေတင်ချင်းရလားမရပါဘူးနော်ဘယ်သူတွေပဲရလဲဆိုတော့ခုနကျွန်တော်ဖတ်တော့ယုံကြည်ခြင်းအားဖြင့်ဂျေဇုတော်ကြောင့်ကေတင်ချင်းတို့ရတယ်နော်ယုံကြည်ဖို့လိုအပ်တယ်ဂျေဇုတော်ကြောင့်ဘုရားသခင်ကတော့ဂျေဇုတော်ကြောင့်ဘုရားကတော့ကျွန်တော်တို့ကိုယော့ဆိုပြီးပေးလိုက်ပြီကျွန်တော်တို့ဘက်ကနေ yes ဆိုပြီးယူဖို့လိုတယ်ယူတာကပါလဲယုံကြည်တာဖြစ်တယ် เนาะเจซุတရားကတော့ပေးလိုက်ပြီเนาะဒီမှာကေတင်ချစ်ယေရှုဖျားနင်တို့နင်တို့เนาะကောက်ကင်နိုင်ငံကိုမရောက်နိုင်ဘူးနင်တို့တွေကဟိုအပြစ်ပဲလုပ်နေကြတယ်เนาะကာယကဝစီကမနောကအပြစ်ပဲလုပ်နေကြတယ်ဆိုတော့နင်တို့ကိုကိုကိုဘယ်လောက်ပဲချင်းချင်းနင်တို့ကောက်ကင်နိုင်ငံလည်းရောက်မှာမဟုတ်ပါဘူးဆိုပြီးဖျားတခင်ကပါလဲသူတပါတီတော့သားတော့ယေရှုခရစ်တော်ကိုပေးလိုက်တယ်เนาะဆိုတော့နေတော့မလုံနိုင်တဲ့ယေရှုကအကုန်လုံးပေးသွားတယ်ယေရှုခရစ်တော်ကကားတိုင်းပေါ်မှာတေခါပေးတယ်တုံးရမြောက်နေမှာထမြောက်တယ်ဆိုတော့ထမြောက်တဲ့ခါမှာ အဲ့ဒီအရာကိုငါအပြစ်ကြွေးတဲ့အားလုံးကယေရှုခရစ်တော်ကကားတဲ့ပုံမှာခံခဲ့ပြီးပါတယ်ဆိုတော့ကိုယုံကြည်လို့ရှိရင်ကျွန်တော်တို့ကပါလေငရဲသွားမဲ့ဘေးကနေကောင်းကင်နိုင်ငံရောက်သွားတာဖြစ်တယ်။နော်ဖရားသခင်နဲ့ပြန်ပြီးအဆက်အသွယ်ရသွားတာဖြစ်တယ်။အာမင်။ဆိုတော့ဒါမဲ့အဲ့ဒါကိုအဲ့လိုရဖို့အတွက်ကဘာလို့လဲဆိုတော့ yes ကျွန်တော်ယုံကြည်ပါတယ်။ယုံကြည်ဖို့ပဲလိုအပ်တာဖြစ်တယ်။နော်တရားတင်ဘာလူမျိုးဘယ်ဘာသာဘယ်ခိုင်းကနာပဲဖြစ်နေပြလို့စေ yes ကျွန်တော်ယုံကြည်တယ်လို့ပြောလိုက်တာ ਨੇ သင်ကကယ်တင်ခြင်းရမှာဖြစ်တယ်။အာမင်။ဆိုတော့အဲ့ဒီယုံကြည်ဖို့တစ်ခုပဲလိုအပ်တယ်။တခြားဘာမှမလိုအပ်ဘူး။နော်။ယုံကြည်ဖို့တစ်ခုပဲလိုအပ်တယ်။ဆိုတော့ကျမ်းမာခြင်းကယေရှုခရစ်တော်ကကားတိုင်ပေါ်မှာကျွန်တော်တို့ပေးပီးသားဖြစ်တယ်။ပေးမှာမဟုတ်ဘူး။ဆိုတော့ကျွန်တော်တို့တက်တာထဲမှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေတချို့လူတွေဆိုအနာယောဂနော်နာတာရှိယောဂတွေနော်ကင်ဆာတွေယောဂအမျိုးမျိုးနဲ့လောကမှာရှိနေကြတယ်။နော်အဲ့ဒါကဘယ်ကနေလာလဲဆိုတော့ကျွန်တော်ကျမ်းစာလေးတစ်ခုထပ်ဖတ်ရအောင်။ ယောမအိုအာစာအခန်းကြီး30 70ပါတခိုးဒီခိုးချင်းတတ်ချင်းဖြစ်စီချင်းငါတာလာဤငါမူကားငါတို့ဒီအသက်နဲ့လွတ်ယုံမဲ့ကွာအထူးသဖြင့်အသက်နဲ့ပြည့်စုံစေချင်းကလာတည်းဆိုတော့တခိုးကခိုးချင်းတတ်ချင်းဖြစ်စီချင်းကလာတယ်ဘယ်သူလဲတခိုးကစာတန်ဖြစ်တယ်နော်ကျွန်တော်ရဲ့ကျမ်းမာခြင်းကျွန်တော်ရဲ့ချမ်းသာခြင်းကျွန်တော်ရဲ့ကြော်ရခြင်းကျွန်တော်ရဲ့စိတ်ကျမ်းမာခြင်းကျွန်တော်ရဲ့အုံနောက်နော်ကျွန်တော်ရဲ့ mental မတည်ငြိမ်မဖြစ်အောင်မတည်ငြိမ်ဖြစ်အောင် excuse me ဘယ်သူကလှုပ်လဲဆိုတော့စာတန်ကပဲလှုပ်နေတာဖြစ်တယ်နော်အဲ့ဒီကောင်နော်ငရဲငရဲသူ့ကိုသူတယောက်တည်းငရဲအေးစစ်နေတာပေါ့ငရဲအိုးဂျိုးတင်းဟာသူအေးစစ်ကတ်တာပေါ့ကျွန်တော်တို့ကိုမဟုတ်တဲ့ဟာတွေနော်ကျွန်တော်တို့စီကနေခိုးယူနေတာဖြစ်တယ်ယေရှုခရစ်တော် ကကျွန်တော်တို့ကိုကျမ်းမာခြင်းပေးမှာမဟုတ်ပေးပြီးသွားပြီကျွန်တော်တို့မှာရှိပြီးသွားပြီတင်ယေရှုခရစ်တော်ကိုမိမိတတ်တဲ့ခင်ကယ်တင်ပါရှိပြီးလက်ခံယုံကြည်လိုက်တာနဲ့အဲ့ဒီဖျားကကျွန်တော်တို့အထဲမှာရှိတယ်အဲ့ဒီဖျားအထဲမှာကျမ်းမာခြင်းရှိတယ် နော်အဲ့ဒီကျမ်းမာခြင်းကကျွန်တော်တို့ထဲမှာရှိတယ်ဒါပေမဲ့စာတန်ကကျွန်တော်တို့ကိုခိုးယူတာဖြစ်တယ်ကျွန်တော်စီကနေခိုးယူနေတာဖြစ်တယ်နော်ဆိုတော့ကျမ်းစာလေးတစ်ခုထပ်ဖတ်ရအောင်နော်ကျွန်တော်ဒီအာတိပိ24မှာပါလဲငါတို့ဒီအပြည့်နဲ့ဆိုင်တော့အရာနဲ့အသေးဖိဖြောင်းမှချင်းအရာနိုင်အသက်ရှင်စီမီကြောင့်ငါတို့အပြစ်များကိုကိုရောနိုင်တစ်တိုင်ပုံမှာခံတော်မူဒါချက်တော်တွေအဖြစ်သင်တို့ဒီအနာပြောက်လျက်ရှိယေရှုခရစ်တော်ဖျားကတစ်တိုင်ပုံမှာမိတ်ဆွေနဲ့ကျွန်တော်အတွက် နော်ကျွန်တော်တို့အတွက်အသေးခံပြီးသွားပြီဘာအတွက်လဲကျွန်တော်တို့ဒီဒန်ချက်တော်ဒီအဖြစ်ကျွန်တော်တို့ကျမ်းမာဖို့အတွက်ဖြစ်တယ်ကျမ်းမာဖို့အတွက်ဖြစ်တယ်ကျွန်တော်အာဇာနည်နေ့တွေ Memorial Day တွေမှာဘာလို့ကြာလဲကျွန်တော်တို့နိုင်ငံကိုလွတ်လပ်ရေးရဖို့အတွက်စ조사ပြီးအသေးခံပြီးကြရဲဘော်တွေကိုကျွန်တော်ပြန်လဲအောက်ပေးတတိယကြတယ်အခုယေရှုခရစ်တော်ဖျားကကားတိုင်ပေါ်မှာကျွန်တော်တို့အတွက်လွတ်လပ်ရေးပေးပြီးသွားပြီနော် အနာယောကာနဲ့ပတ်သက်ပြီးလွတ်လပ်ရေးကျွန်တော်တို့ကကြမ်းမာခြင်းပေးပြီးသွားပြီးအသေးခံပြီးတော့ကိုပေးပြီးသွားတာယေရှုဘုရားကဒါပေမဲ့အဲ့ဒါကိုခိုးယူနေတာကပါလေစာတန်ဖြစ်တယ်စာတန်ဖြစ်တယ်အာမင်ဆိုတော့စာတန်ဖြစ်တယ်စာတန်ကကျွန်တော်တို့ရဲ့အနာယောကာကျွန်တော်တို့ကြမ်းမာခြင်းတွေကိုခိုးယူနေတာဖြစ်တယ်နော်အနာယောကာတွေကကျွန်တော်တို့ကအနာယောကာရှိတာမဟုတ်ဘူးစာတန်ကကျွန်တော်တို့ရဲ့ကြမ်းမာခြင်းကိုခိုးယူနေတာဖြစ်နေအနာယောကာခိုးယူရတာဖြစ်ကုန် ခိုးရင်လည်းခိုးပါလိမ့်စေဒါယောဂါတော့နော်ကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့စံပါခြင်းတွေကိုစာရကခိုးယူနေတာဖြစ်တယ်နော်ကျွန်တော်တို့ဖရားရဲ့ဘုံတော်အတွက်စံစံပါပါနဲ့အသက်ရှင်နေတာကိုမကြည့်ချင်ဘူးနော်စာရကကျွန်တော်တို့စံပါခြင်းကိုခိုးယူနေတာဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးအခိုးယူမခံရဘူးကျွန်တော်တို့ဘက်ကနေလောက်နိုင်တာဘာရှိလဲဆိုတော့ယုံကြည်ဖို့ဖြစ်တယ်အာမင် ယုံကြည်ခြင်းအဖြစ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်တယ်ယုံကြည်ရမှာဒီကနေ့ဒီမိတ်ဆွေဒီတဲ့င်းကိုကြားရတယ်ဆိုရင်ယေရှုခရစ်တော်ကမိတ်ဆွေကိုကျမ်းမာခြင်းပေးပြီးသွားပြီပေးမှာမဟုတ်ဘူးပေးပြီးသွားပြီကျမ်းမာခြင်းကမိတ်ဆွေလက်ထဲမှာရှိတယ်မိတ်ဆွေစုပ်ကင်ထားတာဖြစ်တယ်အာမင်စာတန်ကမိတ်ဆွေလက်ထဲကနေခိုးယူချင်တာဖြစ်တယ်နော်အိုချင်နာချင်းသိချင်းဆိုတာကဖျားဆီရလာတာမဟုတ်ဘူးစာတန်ဆီရလာတာဖြစ်တယ်နော်စာတန်စခဲ့တဲ့ဇလန်ဖြစ်တယ်အာမင်ဆိုတော့ ဖခင်ယေရှုခရစ်တော်ဖခင်ကဒီလောကမှာတက်ရှင်တဲ့ခါမှာကျွန်တော်တို့ကိုစံစံမာမာနဲ့နေဖို့အလိုရှိတယ်။ချမ်းသာခြင်းစံမာခြင်းစံမာခြင်းကိုကျွန်တော်တို့ကိုပေးထားတယ်။နော်အဲ့ဒါကိုကျွန်တော်တို့ဘက်ကနေဘယ်လိုလုပ်ရမလဲဆိုယုံကြည်ခြင်းနဲ့ရယူရမှာဖြစ်တယ်။နော်ယေရှုနာမတိုင်းကစံမာပြီ။ယေရှုနာမတိုင်းကစံမာပြီ။အာမင်။ ကျွန်တော်တို့တက်တာထဲမှာเนาะကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်မဖြစ်သေးတော့ရာကိုဖြစ်ပြီးတော့ရာတကယ်လို့မှားထားတော့မို့တော့ဘုရားသခင်ဖြစ်တယ်เนาะဂတိထားတော့မို့တော့သူကဂတိတော်အတိုင်းတတ်နိုင်တဲ့ဘုရားသခင်ဖြစ်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ကိုပြောထားတယ်ကျွန်တော်တို့ရဲ့နာယောကမှာတည်းမဲ့သူငိမ့်စေပြီးပြီလို့ပြောတဲ့အခါမှာတကယ်ငိမ့်စေပြီးပြီဖြစ်တယ်ကျွန်တော်တို့ဘက်ကနေယုံကြည်ခြင်းပဲရယုံကြည်ခြင်းနဲ့အယယူဖို့ပဲလိုအပ်တာဖြစ်တယ်ခုနကကျွန်တော်ပထမပြောသလိုပဲတလောကလုံးကိုကယ်တင်ခြင်းပေးထားတယ်ဘုရားသခင်ကဒါပေမဲ့တလောကလုံးကကယ်တင်ခြင်းရလား မရပါဘူးဘယ်သူတွေတပည့်ရလဲယုံကြည်တော်သူတွေပဲရတယ်နော်ယေရှုခရစ်တော်ဘုရားကတလုတ်ပြည့်ဆိုယုံကြည်တော်သူပဲဖြစ်တယ်အခုတလောကလုံးအတွက်ကျမ်းမာခြင်းယေရှုဘုရားကပေးပြီလားပေးပြီလူတိုင်းကျမ်းမာလားမကျမ်းမာဘယ်သူတွေကျမ်းမာလဲယုံကြည်တော်သူတွေပဲကျမ်းမာတယ်အာမင်ယုံကြည်တဲ့ခါကျရင်လေကျွန်တော်တို့ဘက်ကနေယုံကြည်ရမယ်နော်နောက်ထပ်ကျမ်းပတ်တစ်ခုဖတ်ကြည့်အောင်တခါလေကျကျွန်တော်တို့ကဒီယုံကြည်တဲ့ခါကျရင် ကောရီ2 hour 51မှာပါတဲ့အကြောင်းရနော်အဘယ်အကြောင်းနည်းဟုတ်ပေါ်ကဘုရားသခင်ဒီအပြစ်နဲ့ကင်းစင်တော်သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူအကြောင်းကိုကငါတို့ဒီထိုသူအဖြစ်ဘုရားသခင်ရှိတော်၌ဖြောက်မှတ်တော်သူဖြစ်မည်အကြောင်းတည်းဆိုတော့ယေရှုဘုရားကဘာကြောင့်ကားတိုင်းပုံမှာအသေးခံတော်လဲဆိုတော့မိတ်ဆွေနဲ့ကျွန်တော်ရဲ့အပြစ်တွေအားလုံးเนาะဒီမှာရှိတဲ့ဒီဟာတွေကဒီအရာကမိတ်ဆွေနဲ့ကျွန်တော်ရဲ့အပြစ်တွေဆိုပါတော့เนาะကျွန်တော်ရဲ့ဒီဟာကเนาะအပြစ်တွေ ဆိုတော့တော့ဒီဒီချမ်းစာနဲ့ဥပုံဒီဟာက mix ဆွေနဲ့ကျွန်တော်ရဲ့အပြစ်တွေဆိုပါတော့เนาะအဲ့ဒီအပြစ်တွေအားလုံးကိုယေရှုခရစ်တော်ကသူကားတိုက်ပေါ်မှာယူတင်ဝတ်ဆောင်သွားပြီးသွားပြီเนาะခုနကျွန်တော်တို့ဖတ်တဲ့ချမ်းစာเนาะဗာလဲအကြောင်းဒီကဖျားတိခင်ဒီအပြစ်နဲ့ကင်းဆိုငါတို့တို့ကြောင့်အပြစ်ရှိတော့သူဖြစ်စေတော်မူတယ်ဆိုတော့ငါတို့တို့ကြောင့်လို့အပြစ်ရှိတော့သူဖြစ်စေပြီအကြောင်းကထိုသွားဖြစ်ငါတို့ဒီဖျားတိခင်ခဏလေးကျွန်တော်ပုံဖြစ်လိုက် အကြောင်းကငါတို့ဒီထိုသူအဖြစ်ဖျားတခင်ရှိတော်၌ဖြောင်းမတ်တော်သူဖြစ်မီအကြောင်းတီးတယ်ဆိုယေရှုခရစ်တော်ဖျားကျွန်တော်တွေအပြစ်ကြွေးတွေအားလုံးယူပြီးတော်ပြီနော်ဆိုလိုတာကယေမိတ်ဆွေနဲ့ကျွန်တော်တို့အပြစ်ကြွေးတွေအားလုံးယေရှုကယူပြီးတော်ပြီဆိုကျွန်တော်တို့မှာအပြစ်မရှိတော့ဘူးအဲ့ဒီငရဲကိုတွားမြအပြစ်ကျွန်တော်တို့မှာမရှိတော့ဘူးဆိုတော့ယေရှုခရစ်တော်ကိုမိမိအသက်တခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ပြီးဆိုရင် ကျွန်တော်တို့မှာငရဲသွားမယ့်အပြစ်မရှိတော့ဘူးဟုတ်တယ်ကျွန်တော်နေ့တိုင်းအပြစ်တော့လုံနေအောင်ပါကျွန်တော်တို့ကအပြစ်လုံလုံအပြစ်သားဖြစ်တာမဟုတ်ဘူးကျွန်တော်တို့ကအပြစ်သားဖြစ်လို့အပြစ်လုံတာဖြစ်တယ်โอเคခွေးကဝုတ်ဝုတ်ဝုတ်လို့ဟောင်းလို့ခွေးဖြစ်တာမဟုတ်ခွေးဖြစ်လို့ဟောင်းတာဖြစ်တယ်ကြောင်ကမြောင်းလို့អော်လို့ကြောင်ဖြစ်တာမဟုတ်ကြောင်ဖြစ်လို့မြောင်းလို့អော်တာဖြစ်တယ် ကျွန်တော်တို့ကအပြစ်သားမလို့အပြစ်လောက်တာဖြစ်တယ်အပြစ်လောက်လောက်အပြစ်သားဖြစ်တာမဟုတ်ဘူးအာမင်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအပြစ်ဒီအားလုံးကိုယေရှုဖျားကကားတိုင်ပေါ်မှာယူတင်ဝတ်ဆောင်ပြီးသွားပြီအဲ့ဒီကရဲကိုသွားမြအပြစ်ဒီအားလုံးယေရှုကရှင်းပြီးသွားပြီအာမင်ဒါမဲ့ကျွန်တော်တို့ကအပြစ်ကနေမွေးဖွားလာတဲ့လူတွေဖြစ်တဲ့အတွက်အပြစ်တော့ဆက်ပြီးလုံနေအောင်ပါပဲကာယကဝစီကမနောကံနဲ့အပြစ်တော့လုံနေအောင်ပါပဲ ဒါပေမဲ့ဒီအပြစ်ကျွေးတွေအားလုံးလည်းယေရှုခရစ်တော်ဆပ်ပေးပြီးတော့ပြီအာမင်အာမင်အဲ့ဒါကိုယေရှုခရစ်တော်ဖျားကကျွန်တော်အတွက်အသေးခံပေးပါတယ်ဆိုတာကိုယုံကြည်ရင်အဲ့ဒါကိုကယ်တင်ချင်ရတယ်လို့ခေါ်တယ်ဖျားသခင်နဲ့ပြန်ပြီးတော့အဆက်အသွယ်ရသွားတာဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်ဘာကြောက်တရားကိုပြောလဲဆိုတော့ကျွန်တော်တို့ရဲ့အပြစ်ကျွေးတွေအားလုံးယေရှုခရစ်တော်ဖျားမိတ်ဆွေမတိခင်ကလေးကယေရှုခရစ်တော်ဖျားကကားတိုင်ပေါ်မှာယူတင်ဝတ်ဆောင်ပေးပြီးတော့ပြီဆိုတော့တချို့လူတွေက ငါဒီအနာယောဂါရတာကငါ့ရဲ့အပြစ်ကြောင့်ငါဟိုအပြစ်ကြောင့်ဒီအပြစ်ကြောင့်ဟိုငါငငယ်တော့ငါလုခဲ့တဲ့အပြစ်ကြောင့်ငါအဖေမေအပြစ်ကြောင့်ဟိုအပြစ်ကြောင့်ဒီအပြစ်ကြောင့်စာတန်ကကျွန်တော်တို့ကိုအဲ့ဒီနီလာနဲ့ခိုးယူဖို့စဉ်းစားနေတယ်။ဒါမဲ့ဒီကိနေ့ကျွန်တော်ပြောပြမယ်။အဲ့ဒီအပြစ်တွေအားလုံးဘယ်အပြစ်ဖြစ်မလဲစေယေရှုခရစ်တော်ဖျားကကားတိုင်ပေါ်မှာယူတင်ပွတ်ဆောင်ပြတော့ပါလေဖြည့်ရှင်းပြီးသွားပြီ။အပြစ်ရဲ့အဖို့ကအကုန်ပေးပြီးသွားပြီ။ so make sure ya တက်တာထဲမှာယေရှုကမိမိအသက်တကင်ကဲတင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ရဆိုအဲ့ဒီအပြစ်ကိစ္စ it is finished done အခုယေရှုကစိုးစိုးကဲတင်ချင်း make sure ကိုပေးနေတယ်အဲ့ဒီကဲတင်ချင်းကပါလေเนาะယေရှုခရစ်တော်ကားတိုင်ပေါ်မှာတည့်ရအတွက်အနာရောဂါမှာတမျှအားလုံးနော်ထိုးသူခံရတော့ဒါချက်တော့ငါတို့ဒီချမ်းမာလက်ရှိတယ်အဲ့ဒီတည့်ရအနာယောဂါထဲရတဲ့ mix ကိုကဲတင်ပြီးသွားပြီဆိုတော့က mix ကအခုချမ်းမာတော့သူဖြစ်တယ် အာမင်ကျမ်းမာယေရှုခရစ်တော်အဖြစ်ကျမ်းမာခြင်းပေးမှာမဟုတ်ပေးပြီးသွားပြီလွန်ခဲ့တဲ့အနှစ်2000ကလေးကယော့ဆိုပြီးဘုရားကမိတ်ဆွေလက်ထက်ကိုထည့်ပြီးပြီးသွားပြီစာတာကခုနကျွန်တော်ပြောတဲ့ဟိုအပြစ်ကြောင့်ဒီအပြစ်ကြောင့်ဟိုဟာကြောင့်ဒီဟာကြောင့်နေ့အမေကြောင့်နေ့အဖေကြောင့်နေ့ဦးလေးကြောင့်နေ့အဖိုးကြောင့်နောက်ဆုံးကျတော့အဖိုးရဲ့ဖိုးအာဒမ်စီပြန်ရောက်သွားတာပဲနော်ဟိုကြောင့်ဒီလူကြောင့်တော့ဘာအကြောင်းပြချက်မှမလို့ယေရှုခရစ်တော်ဘုရားကမိတ်ဆွေကိုကျမ်းမာခြင်းပေးပြီးဒီကနေ့ယုံကြည်ခြင်းနဲ့စပြီးတော့ဝန်ခံယေရှုနာမဖြင့်ငါကျမ်းမာပြီ အာမင်ကိုယ့်ရဲ့ခြေနေပြောင်းလဲမှုမရှိသေးလဲဝန်ခံပါအာမင်နှုတ်ရဲ့အသီးအပွင့်ကို စားရမယ်အာမင်အာမင်အဲ့ရထဲမှာဘိုင်းဘိုင်းလဲနေအဲ့ဒါကနေကောင်းတဲ့သူကျမ်းမာတဲ့သူရဲ့အနေထိုင်ကအဲ့လိုမျိုးမဟုတ်ဘူးယုံကြည်ခြင်းနဲ့ထပြီးလမ်းလျှောက်ယုံကြည်ခြင်းနဲ့ခြေလမ်းလမ်းအာမင်အာမင်ဖီးယားတခင်ကကျွန်တော်တို့ကိုကျမ်းမာခြင်းပေးပြီးသားပြီးစာတန်ကတော့နင့်ကိုအဲ့ရထဲမှာပဲ နော်အဲ့ရာနဲ့ကိုနဲ့ကိုပလတ်စတာနဲ့ကတ်တလို့ကပ်ပြီးတော့တတက်လို့အဲ့လိုပဲနေစေချင်တာ no 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 ဒီကနေ့အစားပြီးလက်တကူလုံးမလှုပ်နိုင်တော့လက်ချောင်းလှုပ်နော်ခြေထောက်လှုပ်နိုင်ခြေထောက်စာလှုပ်နော်လမ်းလျှောက်နိုင်လမ်းထလျှောက် နော်တကယ်လို့ဟိုတချမ်းနေရာဥမာဒူးနာတာလမ်းမလျှောက်နိုင်ဘောလုံးပါထကံပလိုက်နော်ယုံကြည်ခြင်းနဲ့စပီလို့ငါကကျမ်းမာတော်သူဖြစ်တယ်ကျမ်းမာတော်သူတယောက်နေထိုင်တဲ့ကဲသူစပီနေယုံကြည်ခြင်းနဲ့စပီခြေလာလား ယုံကြည်တယ်ဆိုတာကမဖြစ်သေးတဲ့အရာကိုကိုကเนาะကိုအသက်တာထဲမှာလက်တွေ့မဖြစ်သေးတဲ့အရာကိုကိုကယုံကြည်ခြင်းနဲ့စပြီးခြေလာလာတာဖြစ်တယ်။ဝိညာဉ်ရေးရာမှာဖြစ်ပြီးသွားပြီ။ယေရှုဖြစ်တော်ရာပေးပြီးသွားပြီ။အဲ့ဒါကိုအခုမျက်မြင်တဲ့အရာကခဏပဲတည်တယ်။မမြင်ရတဲ့အရာကထာဝရတည်တာဖြစ်တယ်။ဖျားတခင်ပေးထားတဲ့ဇမ္မာခြေကထာဝရတည်တယ်။လက်ရှိနေမကောင်းဖြစ်နေတဲ့ခန္ဓာကိုယ်ကပြောင်းလဲနိုင်တယ်။အာမင်။ မကြခင်ပြောင်းလဲတော့မှာဖြစ်တယ်အာမင်ကောရင်သူဩဝါဒစာထဲမှာရေးထားတယ်နော်မျက်မြင်ရတဲ့အရာတွေကပြောင်းလဲနိုင်တယ်ဆိုတော့မကြခင်မကြမ်းမာချင်းတဲ့ကနေကြမ်းမာချင်းပြီးပြောင်းလဲမှာဖြစ်တယ်ဘာကြောင့်လဲယန်သူကခိုးချင်းတတ်ချင်းဖြစ်စီဖို့လာတယ်ဒါပေမဲ့ယေရှုကတော့မိတ်ဆွေကိုကြမ်းမာစေဖို့လာနေပြီဖြစ်တယ်အာမင်မိတ်ဆွေဖက်ကနေပါလို့ရမလဲယုံကြည်ရမယ်အာမင်ငါယုံကြည်တယ်အာမင်ငါယုံကြည်တယ်ဆိုပြီးယုံကြည်ရမယ်အာမင်ယုံကြည်ခြင်းဆိုတာဘာလဲဒါဆိုဘယ်လိုယုံကြည်ရမလဲကိုတော့ကျွန်တော်ကိုယုံကြည်ခြင်းကြောင့်လည်းတည်ပေးပါဦး เนาะယုံမာဝါရစာခန်းကြီးလေးစက်ခွန်လောက်နဲ့စာဖတ်ကြည့်လိုက်เนาะတွေ့ရလိမ့်မယ်ဆိုတော့ယုံကြည်ခြင်းဆိုတာကဘာလဲဖျားသခင်ပြောတဲ့စကားပေါ်မှာလုံးဝယက်တည်တာဖြစ်တယ်เนาะယုံကြည်ခြင်းအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်တယ်ဆိုတော့ကျွန်တော်ကိုယေရှုခရစ်တော်အဖြစ်ဖျားသခင်ကျွန်တော်ကိုကယ်တင်ခြင်းပေးပြီးတော့တစ်ပင်နဲ့၂၀လေးမှာပါတဲ့အရာเนาะငါကိုတော်ခံရတော့ဒါချက်တော့ပဲကျွန်တော်တို့ကျမ်းမာလက်ရှိတယ်ဖျားသခင်ကကိုကျမ်းမာခြင်းပေးပြီးတော့ပြီအာမင် အဲ့ဒါကိုယုံကြည်ရမှာဖြစ်တယ်။ Now we live by faith not by sight ကျွန်တော်တို့ကယုံကြည်ခြင်းအဖြစ်သက်ရှင်တာဖြစ်တယ်။မျက်မြင်တော့အရာဖြစ်သက်ရှင်တာမျက်မြင်တဲ့အရာကပြောင်းလဲနိုင်တယ်။ Amen. Amen. အရင်တော့ကျွန်တော်ကပိတ်ပိတ်တော်တော်လေးဖြစ်တယ်။ဒါပေမဲ့မျက်မြင်တဲ့အရာဖြစ်တဲ့တော့ကျွန်တော်ကောက်ခေါတော့ဝါလာ။နော်။မျက်မြင်တဲ့အရာကပြောင်းလဲနိုင်တယ်။နော်။ Amen. ဆိုတော့လက်ရှိမိတ်ဆွေရဲ့ခြေတွေကနေမကောင်းဘူးမကျန်းမာဖြစ်နေတဲ့ဟိုဟိုဟိုခန္ဓာကိုယ်မှာဟိုဟိုဟိုဥကလေးစား ဟိုအသက်ဟိုဘယ်ဘယ်ခန္ဓာကိုဘယ်ဟာပဲနေမကောင်းဖြစ်နေဖြစ်နေနော်ယေရှုကမိတ်ဆွေအတွက်ကြမ်းမာခြင်းပေးပြီးသွားပြီနော်ယုံကြည်ခြင်းနဲ့ဒီကနေ့စယူပါဘယ်လိုယူရမလဲနှုတ်ကပတ်တော်ထဲမှာပါတဲ့ယေရှုခန္ဓာညတော်တန်ချက်တွေငါကကြမ်းမာပြီးတိပိနေတဲ့စလေးမှာပါတယ်တိပိနေ24မှာပါတယ်အာမင်အဲ့တော့ကျွန်တော်ကြမ်းမာပြီးကြမ်းမာတယ်လို့ဆာလန်းလျှောက်ပါကြမ်းမာတော့သူနေတကယ်သူဆာလန်းလျှောက်ပါအာမင်အာမင်တခြားအရာဘာမှမဖြစ်တော့မှာ เนาะฮีเบีย16 16ชอบมาပြောတယ်ယုံကြည်ခြင်းမရှိလေဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဆိုတော့မိတ်ဆွေတည့်ရဲ့တက်တာထဲမှာဘာမှမပြောင်းလဲနေပါစေတင်ယုံကြည်နေပြီဆိုရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့နေတာဖြစ်တယ်အာမင်မိတ်ဆွေစပြီးယုံကြည်တာနဲ့မိတ်ဆွေယေရှုနာမနဲ့ငါကစကြမ်းမာပြီလို့ယုံကြည်တာမိတ်ဆွေကြက်တက်တာထဲမှာကြမ်းမာခြင်းနဲ့စပြီးအလုပ်လုပ်နေပြီဖြစ်တယ်เนาะဥပမာတစ်ခုပြောပြမယ်เนาะမကုစတိမှာပါတဲ့အကြောင်းပြတခြား ကျမ်းစာထဲမှာလည်းပါတယ်။တခင်ယေရှုကတနေ့တော့သူမြုပ်ကိုတက်တယ်။မြုပ်တက်တဲ့ချိန်မှာဗိုက်စာတဲ့ကြည့်တဲ့ခါမှာတင်ဘောတဖန်ပြေကိုစားဖို့ကြည့်တော့တင်ဘောတဖန်ပြေကအယွက်ပဲရှိတယ်အတီးမရှိဘူး။ဆိုတော့နင့်အတီးကိုဘယ်သူမှမစားစင်တယ်လို့တခင်ယေရှုပြောလိုက်တယ်။ဆိုတော့ကျမ်းစာမှာကျမ်းစာတစ်ခုမှာတော့ဒီလိုရေးထားတယ်။အဲ့ဒီအပင်ကချက်ချင်းခြောက်သွားတယ်လို့ပြောတယ်။ဒါပေမဲ့အဲ့ဒီမာကုစတိမှာတခင်ယေရှုကသွားတယ်။နောက်ဗိမာန်တော်ထဲမှာဗိမာန်တော်တန်ရှင်းရေလုပ်တယ်ပြီးပြက်လာတယ် နောက်နေ့မှာပေထရုနဲ့သူတပဲ့တော်တမန်တော်တွေကဘာလို့တကြားလဲဆိုတော့ဟာကိုတော်ကြည့်ပါဦးတဲ့ကိုတော်ချိန်လိုက်တဲ့ပေကတေသွားပြီတဲ့ဒါပေမဲ့ကျန်းစာတစ်ခုမှကပါလဲချက်ချင်းတေသွားတယ်လို့ပြောတယ်နောက်ကျန်းစာတစ်ခုမှကျတော့နောက်နေ့မှာတေတယ်လို့ပြောတယ်ဆိုတော့အဲ့ဒါကိုဘလို့ဒိတ်ပေပါဘာသာပြန်လဲဆိုတော့တခင်ယေရှုကအမိတ်ပေးလိုက်တဲ့ချိန်မှာအဲ့ဒီအပင်ကအမြစ်ကနေစပြီးတေတာဖြစ်တယ်အပင်ကတော့ချက်ချင်းချင်းမချောက်သေးပေမဲ့အမြစ်ကနေစပြီးတေနေပြီဖြစ်တယ်ဒါပေမဲ့နောက်နေ့သွားတဲ့အခါမှာ အပင်ပါတိတ်သွားတာပြောချင်တာကမိတ်ဆွေယေရှုနာမနဲ့ငါချမ်းမာပြီလို့စပြီးမိတ်ဆွေဘက်ကယုံကြည်တဲ့ခါမှာယေရှုနာမနဲ့နော် အချင်းသူဒီယုံမတော့စိတ်နဲ့ကိထိုးတောင်းကိုနေရာမှာရွှေ့တော့ပင်လယ်၌ကြားလို့ဆိုလေထိုးသူဆိုတဲ့တိုင်ဖြစ်လိမ့်မယ်နော်ဒီအနာယောကယေရှုနာမနဲ့ငါနေထိုးတယ်ငါခန္ဓာကိုယ်ထဲနဲ့ထွက်သွားနေကိုငါလက်မခံဘူး in jesus name get out of my body ယေရှုနာမနဲ့နေထိုးပြီးတော့ကြမ်းမာခြင်းနဲ့စီးဆင်းလာခဲ့ဆိုပြီးစပြီးဝန်ခံစပြီးယုံကြည်တဲ့အခါမှာပါဖြစ်လာတယ်အတွင်းထဲမှာရှိတဲ့ယောကကလေးစားတွေချက်ချင်းကြီးထပြီးတော့ကြမ်းမာခြင်းတော့ကောင်းတာပေါ့မကြမ်းမာရင်တော့ကျွန်တော်ပြောပြမယ်ခုနယေရှုလိုပဲ ယောဂါကိုဖြစ်စေတဲ့အမြစ်ကစပြီးတည်နေပြီဖြစ်တယ်။ဆက်ပြီးဝန်ခံပါဆက်ပြီးဝန်ခံကိုတော့ဘယ်ထိဝန်ခံရမလဲ100%မကြက်မပြောက်မချစ်ဝန်ခံအာမင်အာမင် hallelujah အာမင် make sure to pay ထားပြီနော်ကိုယ့်ဘက်ကနေပါလဲခံစစ်နဲ့နော်ယန်သူကိုပြန်တိုက်ခိုက်ပါအာမင်ဘယ်လိုတိုက်ခိုက်ရမလဲယုံကြည်ခြင်းနဲ့ပြန်ရယူပါအာမင်စာတန်ကတော့ခိုးခြင်းတတ်ခြင်းခိုးတယ်ခိုးပြီးတော့ပါလဲတတ်တယ်နော် ပြီးဘာလဲဖြည့်စည်းတယ်ဆိုတာကဘာအစနာရှာလို့မြောက်မိတ်ဆွေကိုလောကမှာတက်သိမ်မဖြစ်အောင်ဖျားစာတန်ကလှုပ်ချင်နေတာဒါပေမဲ့ဖျားကဘာလှုပ်ထားလဲအရင်ဥဆုံးဖျားကကောင်းကြီးမင်္ဂလာအရင်ပေးထားပြီးဘာပေးထားလဲကျမ်းမာခြင်းကိုမိတ်ဆွေကိုအရင်ပေးထားပြီးသွားပြီနော်ပေးမှာမဟုတ်ဘူးပေးပြီးသွားပြီနော်အဲ့ဒီအတွေးခေါ်အရေးကြီးတယ်အဲ့ဒီ mindset ကအရေးကြီးတယ်နော်မိတ်ဆွေစုတောင်းလိုက်မှဖျားကထပေးလာတာမဟုတ်မိတ်ဆွေကိုပေးပြီးသွားပြီး ေးပြီးသွားပြီအဲ့ဒါကိုမိတ်ဆွေယုံကြည်လိုက်ချက်ချင်းရတယ်အာမင်အာမင်အခုပဲတောင်းအခုပဲခုနကျွန်တော်ပြောသလိုနော်ယေရှုနာမ၌ငါကြမ်းပါပြီတရားနာယောကမှာတမဲယေရှုနာမ၌ငါခန္ဓာကိုယ်နဲ့ထွက်ငါမိတ်ပေးတယ်အာမင်ကြမ်းမာခြင်းဒီအခုသူငါခန္ဓာကိုယ်ထဲမှာစီးဆင်းလာခဲ့ယေရှုနာမ၌ငါကြွေးကြော်တယ်ယေရှုနာမ၌ငါယုံကြည်တယ်စပြီးတော့ပြောပါစပြီးတော့ဝန်ခံပါတင်းရဲ့ကြမ်းမာခြင်းဒီအခုမိတ်ဆွေတတ်တာထဲမှာ ရောက်ရှိလာမှာဖြစ်တယ်။ဟာလေလုယာပြောတဲ့ကျွန်တော်တောင်းမှာအယံဝန်တာတယ်။အာမင်ပြောနေတဲ့နဲ့တွေကျွန်တော်ခေါ်ရန်ခေါ်ရတယ်။အာမင်အာမင်ဒီကျွန်တော်ဒီကင်မရာကြည့်တဲ့ထက်နော်ဂျမ်းမာချင်းနေစီစင်းလာပြီဖြစ်တယ်။အာမင်ဟာလေလုယာအာမင်ဆိုတော့တကယ်လို့ဒီဂျမ်းမာချင်းကြောင့်ကိုဆက်ပြီးတော့ကြားချင်တယ်ဆိုရင်ဒီဗီဒီယိုကိုပဲထပ်နားထောင်နော်ကျွန်တော် ကျန်းစာထဲမှာမာသက်ဆက်ရှိမှာပြောထားတယ်တင်းတို့မြေကြီးပေါ်မှာတင်းတို့နှုတ်ဦးတို့တွေဆူတောင်းတယ်တောင်းတမြောက်ကိုပေးမယ်လို့ပြောတယ်ဆိုတော့ဒီမှာရှင်းနားထောင်နေတဲ့မိတ်ဆွေကျွန်တော်ဆူတောင်းပေးခဲ့ချင်တယ်เนาะမိတ်ဆွေအသက်တာထဲမှာမိတ်ဆွေနဲ့အတူဆူတောင်းပေးမယ်လို့မရှိတာဖြစ်ဖြစ်เนาะအဖော်မရှိတာပဲဖြစ်ကျွန်တော်ဒီကနေ့ဆူတောင်းပေးချင်တယ်เนาะအနာယောဂအတွက်ဆူတောင်းပေးချင်တယ်ကျွန်တော်နဲ့တူအာမင်ထူပါယုံကြည်ပါအာမင် ready အာမင်အခုကြမ်းမလာမှာဖြစ်တယ်အာမင်ဖပါပြတဲ့အခုကြည်နေတဲ့မိတ်ဆွေယုံကြည်ခြင်းနဲ့ကြည်နေတဲ့မိတ်ဆွေရဲ့ အသက်တာထက်မှရှိတဲ့ယောကာမသမျှနဖူးကနေခြေဖြားတိနောခန္ဓာကိုဥကလေးစနောလေချောင်းမျက်စိနာနှာခေါင်းအခန္ဓာကိုမတကိုယ်လုံးမှရှိတဲ့အနာယောကာမသမျှယေရှုနာမ၌နေတော့ကိုဒီခန္ဓာကိုထဲကနေလက်မခံဖို့ဖြစ်ကြောင်းကကြေညာတယ် get out in jesus name အနာယောကာမသမျှဒီခန္ဓာကိုထဲနေချက်ချက်ခုတင်ထွက်တော့အမြင့်ပြတ်မချက်အကုန်ထွက်တော့ယေရှုနာမ၌ငါအမိန့်ပေးတယ်တော်ပင်လေတဲ့တော်ဆိုင်နေဂျမ်းမာချင်းရဲ့ခုပဲစီးစင်းလာခဲ့ယေရှုနာမ၌ငါကြေညာတယ် ဂျမ်းမာချင်းနဲ့ခုချက်ချင်းစီးစင်းလာခဲ့ယေရှုနာမ၌ငါကြည်ညာတယ်အာမင်ဂျမ်းမာချင်းနဲ့ခုစီးစင်းလာပြီဖြစ်တဲ့ယေရှုခရစ်တော်ဘုရားကဂျမ်းမာချင်းပေးနေတယ်ယေရှုခရစ်တော်ဘုရားကဂျမ်းမာချင်းနဲ့ခုတက်ရောက်နေပြီဖြစ်တယ်အာမင်အနာရောဂါတွေအားလုံးခုလွတ်ဆင်နေပြီဂျမ်းမာချင်းတွေအကုန်လုံးခုစီးစင်းနေပြီအာမင် you are healed in Jesus name အာမင် you are healed in Jesus name အာမင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ယေရှုတင်တယ်ဘုရားသခင်ကောင်းချီးပေးပါစေ